ကဘာကြီးအားမကြသိမိကအလွန်တူချပြီးလေစာဖွဲ့ပုံကိုယ်တို့ကိုဆုံးရှုံးလိုက်ရခြင်းအတွက်ဝန်ထမ်းကြီးကွယ်မှုများနဲ့ပြည်နေနေပါတယ်2025ခုနှစ်ဧပြီလ21ရက်နေ့မှာကက်သလစ်ခရစ်ယာန်သာသနာတော်ရဲ့166ပါးမြောက်ပုံရံမင်းကြီးတတော်88နှစ်ရွယ်ပုံရံမင်းကြီးဖရန်စစ်ဟာဗာတီကန်မှာကွယ်လွန်အိမ်စာရောက်သွားခဲ့ပါပြီဒီတဲ့ဟာကဘာတပွန်းကကက်သလစ်ဘာသာဝင်တန်ပေါင်း1300ကျော်အတွက်သာမကဘာသာတရားအတိအသင့်နဲ့ယုံကြည်မှုအမျိုးမျိုးရှိကြသူတွေလူသားကောင်းကျိုးကိုလူလားသူထိုင်အတွက်ပါအကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုဖြစ်ခဲ့ပါတယ် ဒါပေမဲ့ဒီရိုးရှင်းတဲ့အဖြူရောင်ဝင်ရုံနောက်ကွယ်ကလူသားတယောက်ဟာဘာလို့လဲအာဂျင်တီးနားနိုင်ငံရဲ့လမ်းတွေပေါ်ကနေကမ္ဘာဩဇာအကြီးဆုံးဘာသာရေးခေါင်းဆောင်တစ်ဦးဖြစ်လာခဲ့တဲ့ခီလန်ကဘာလို့လဲသူရဲ့၁၂နှစ်ကြာပုံရံမင်းကြီးတက်တန်းအတွင်းမှာချန်ထားရခဲ့တဲ့အမှတ်တရတွေပြုပြင်ပြောင်းလဲမှုတွေနဲ့အမွေနစ်တွေကဘာလို့လဲဒီနေ့မှာတော့ကျုပ်တို့ဟာပုံရံမင်းကြီး Francis တမန်အားဖြင့် ဂျော့မာရီယိုဘာဂိုလီယိုလို့သိကြတဲ့ပုဂ္ဂိုလ်ရဲ့ထူးခြားလာတဲ့ဘဝစကြောင်းနဲ့ကဘာကြီးပေါ်သူ့ရဲ့အငြင်းပွားဖွယ်မှရှိတဲ့တက်ရောက်မှုတွေကိုအတူတူပေါ်ဆူဆန်းလေ့လာကြည့်ကြမှာဖြစ်ပါတယ်။ပုံရဟန်းမင်းကြီးဆိုတဲ့ရာတို့ဟာကဘာသမိုင်းမှာရှေးအကြဆုံးနဲ့ဩဇာကြီးမားဆုံးအဖွဲ့အစည်းတွေကတခုဖြစ်တဲ့ကက်သလစ်သာသနာတော်ရဲ့အထွတ်ထိပ်ဖြစ်ပါတယ်။ဘုရားမင်းကြီးတပားရဲ့စကလုံးတွေလောဆောင်ချက်တွေဟာဘာသာရေးနယ်ပယ်ကိုကျော်လွန်ပြီးနိုင်ငံရေးလူမှုရေးနဲ့ရင်ကျိမှုတွေအပေါ်မှာပါလိမ့်နေတဲ့အကျိုးသက်ရောက်မှုတွေရှိပါတယ် ။အိုယန်မင်းကြီးဖရန်စစ်ကတော့တရားသူရဲ့သမယိုကြအမြင့်တွေကိုစိန်ခေါ်ခဲ့ပြီးသူ့ရဲ့ကိုပိုင်ဟန်ပန်နှိမ့်ချမှုနဲ့လူသားအလုံးအပေါ်ထားရှိတဲ့ဂယုဏတရားတို့နဲ့ထူးခြားတဲ့ခေါင်းဆောင်မှုပုံစံတစ်တစ်ခုကိုထူထောင်ခဲ့သူပါ။သူ့ရဲ့ဥဆောင်မှုဟာ27ရာစုရဲ့ဘာသာရေးနဲ့လူမျိုးဆိုင်ရာရှုခင်းကိုဘလို့ပြောင်းလဲစေခဲ့သလဲဆိုတာအလွန်စိတ်ဝင်စားဖို့ကောင်းပါတယ်။1936ခုနှစ်ဒီဇင်ဘာလ18ရက်နေ့မှာအာဂျင်တီးနားနိုင်ငံဘူနိုအေရီစ်မြို့မှာအီတလီရွှေပြောင်းမိဘတွေကနေမွေးဖွားခဲ့တဲ့ ဂျော့မာရီယိုဘာဂိုလီယိုဟာငယ်စဉ်ကတည်းကယူသားစူးစမ်းတဲ့ဘဝကိုဖျက်ဆီးခဲ့ရပါတယ်။ဓာတုပေဒါပညာရှင်အဖြစ်ကနတာလုပ်ကိုင်ခဲ့ပြီးနောက်အသက်21နှစ်အရွယ်မှာဘာသာရေးလမ်းကြောင်းကိုရှောက်လန်းဖို့ဆုံးဖြတ်ခဲ့ပြီးယေရှုရဲ့ခေါ်ယေရှုအသင်းကိုဝင်ရောက်ခဲ့ပါတယ်။ဒါဟာသူ့ဘဝရဲ့အရေးကြီးတဲ့အကျိုးကိုတစ်ခုပါပဲ။ယေရှုရဲ့ဂိုင်းဟာပညာရေး၊လူမှုတရားမျှတမှုနဲ့ဆင်းရဲသားတွေကိုကူညီဖို့အလေးထားတဲ့ဂိုင်းဖြစ်ပြီးဒီတန်ဖိုးတွေဟာသူ့ရဲ့နောက်ပိုင်းပုံရဟန်းမင်းကြီးဘဝမှာအဓိကလမ်းညွှန်ချက်တွေဖြစ်လာခဲ့ပါတယ်။ မရွေးစင်မှာအစုတ်တချမ်းကိုခွဲစိတ်ဖျက်ရှာခဲ့ရတဲ့ကျမ်းမာရေးပြဿနာကိုကြက်ကြက်ကန်ရစ်ဆိုင်ခဲ့ရတယ်လို့အာဂျင်တီးနားရဲ့ပြည်ပခါများပြားလာတယ်။တတိယဝါကာလအတွင်းမှာလည်းဂျက်ဆူရဲ့အကြီးကဲတူအဖြစ်ခက်ခဲတဲ့အခြေအနေတွေကိုရင်ဆိုင်ခဲ့ရပါတယ်။ဒီအတွေ့အကြုံတွေကသူ့ကိုလူဘဝရဲ့အခက်ခဲတွေ၊နာကျင်မှုတွေနဲ့မတရားမှုတွေကိုနက်နက်ရှိုင်ရှိုင်နားလည်စေခဲ့ပုံပါပဲ။သူဟာတဖြည်းဖြည်းနဲ့သာသနာတော်အတွင်းမှာယာတို့ဆင့်ဆင့်တက်လှမ်းလာခဲ့ပြီး 1998မှာဘျူနိုအေရစ်မြို့ရဲ့အာကီဘစ်ရှော့ဖြစ်လာခဲ့ပါတယ်။၂000ခုနှစ်မှာတော့ပိုယာမင်းဂျီဒုတိယဂျွန်ဘောကသူ့ကိုဂါရီနယ်အဖြစ်ခန့်အပ်ခဲ့ပါတယ်။ ကာဒီနဲ့ဘာဂိုလီယိုဖြစ်နေတော့သူဟာရိုးရှင်းစွာနေထိုင်ခဲ့ပါတယ်။ခန်းထားတဲ့အဆောင်တော်အစားတာမန်တိုက်ခန်းလေးမှာနေထိုင်ပြီးအများပြည်သူတို့ဘတ်စကားကိုစီကားသူ့ရဲ့အစားအသောက်ကိုကိုယ်တိုင်ချက်ပြုတ်လို့ရှိတယ်လို့ဆိုကြပါတယ်။သူဟာဆင်းရဲသားတွေအပေကံတွေရဲ့ဘက်မှာအမြဲရက်တည်ခဲ့ပြီးသူတို့ရဲ့အတန်ကိုနားထောင်ဖို့ကြိုးစားခဲ့သူပါ။ဒီလိုနှိမ်ချတဲ့ပုံရိပ်ကြောင့်ဆင်းရဲသားရက်ွက်များရဲ့ပစ်လျှော်လိုတော့တရားခေါ်ခဲ့ကြပါတယ်။ 2013ခုနှစ်ဖေဖော်ဝါရီလမှာပုံရမ်းမင်းကြီးဗနတိ16ဟာနှစ်ပေါင်း600အတွင်းပထမဆုံးအချိန်ဖြစ်ပုံရမ်းမင်းကြီးရာထူးကနေမိမိသဘောဆန္ဒအလျောက်အနာယူကြောင်းကြီးညာခဲ့ပါတယ်။ဒါဟာကဘာကိုအံ့အားသင့်စေခဲ့ပြီးဗာတိကန်မှာပုံရမ်းမင်းကြီးအသစ်ရွေးချယ်ဖို့ကွန်ကလိတ်လုပ်ခေါ်တဲ့ကာဒီနယ်များအစည်းအဝေးကိုကျင်းပခဲ့ရပါတယ်။ရန်နေငယ်ချာမဲပေးမှုတွေပြီးမလ13ရက်နေ့မှာတော့စိန့်ပီတာရှင်ပြင်ကစောင့်မျှော်နေတဲ့လူထုကြီးစီကိုမိခုတ်ဖြူတွေတက်လာခဲ့ပါတယ်။ပုံရမ်းမင်းကြီးအသစ်ကိုရွေးချယ်လိုက်ပြီးဆိုတဲ့အချက်ပြမှုပါပဲ။ ကဘာကမထင်မထားတဲ့သူတယောက်လက်တင်အမေရိကတိုက်ကပထမဆုံးပုယဟန်မင်းကြီးယေစုဝိဂိုင်းဝင်ပထမဆုံးပုယဟန်မင်းကြီးဖရန်စစ်ဆိုတဲ့နာမည်ကိုရွေးချယ်ခဲ့တဲ့ပထမဆုံးပုယဟန်မင်းကြီးကာဒီနယ်ဂျော့မာရီယိုဘာကိုလီယိုဟာပုယဟန်မင်းကြီးဖရန်စစ်ဖြစ်လာခဲ့ပါတယ်သူရွေးချယ်ခဲ့တဲ့ Francis ဆိုတဲ့နာမည်ဟာစင်ရသားတွေတဘာဝပဝန်းကျင်နဲ့ငင်းချမ်းကြီးအတွက်သူ့ကိုယ်သူဆက်ကပ်ခဲ့တယ်။သူတော်စင် Saint Francis of Assisi ကိုဂုဏ်ပြုမဲ့ခေါ်ခဲ့တာဖြစ်ပြီး ဒါကသူ့ရဲ့ပုံရိပ်မကြီးတက်တန်းတစ်လျှောက်လုံးလိုက်နာကျင်သုံးမဲ့လက်ညှိုးချက်ကိုအစောပိုင်းကတည်းကပြသလိုက်တာပါပဲပိုယာမင်းကြီးဖရန်စစ်ရဲ့ဦးဆောင်မှုကဂူနာတရားဆိုတဲ့စကားလုံးနဲ့အများဆုံးလွှတ်ချုပ်နေပါတယ်။သူဟာသာသနာတော်ရဲ့တင့်ကျက်တဲ့စီမင်းတွေထက်လူသားတွေရဲ့တရားတွေကိုကူစားပေးဖို့အပြစ်သားတွေကိုလက်ကမ်းကျူဆို့ဖို့အလေးပေးခဲ့ပါတယ်။သူ့ရဲ့ကြောကြားလာတဲ့စကားတကုံးဖြစ်တဲ့အကယ်၍တစုံတစ်ယောက်ဟာလိန်တူချစ်သူဖြစ်ပြီးဘုရားသခင်ကိုရှာဖွေကစေတနာကောင်းထားရှိမယ်ဆိုရင် ကျွန်ုပ်ကဘယ်သူမို့လို့သူ့ကိုတရားစီရင်ကြမှာလဲဆိုတဲ့စကားတဏှာတော့အတွင်းမှာရောအပြစ်ပတ်မှာပါကြီးမားတဲ့ခရရိုက်ကံမှုတွေဖြစ်စေခဲ့ပြီးပုံမပွင့်လင်းပြီးလက်ခံနိုင်စွမ်းရှိတဲ့ချင်းကံမှုတစ်ခုကိုပြသခဲ့ပါတယ်သူဟာလူမှုတရားမျှတမှုအတွက်အစဉ်တစိုက်တိုက်ပွဲဝင်ခဲ့ပါတယ်စင်ရဲမွတ်တင်မှုဝင်ဝင်မညီမျှမှုရွှေပြောင်းဒုက္ခသည်များရဲ့အခက်အခဲတွေအကြောင်းကိုအချိန်ကြိမ်ထုတ်ပေါ်ပြောကြားခဲ့ပါတယ်။၂၀၁၅ခုနှစ်မှာထုတ်ပြန်ခဲ့တဲ့သူ့ရဲ့အရေးပါလာတဲ့စာချုပ်တော်ဟာ တဘောပဝန်းကျင်ကာကွယ်ရေးနဲ့ဇာတိဥတုပြောင်းလဲမှုကိုကင်တွယ်ဖြစ်ရှင်းမှုကဘာကြီးကိုတက်လက်နှုတ်ဆော်ခဲ့ပြီးဘာသာရေးခေါင်းဆောင်တဦးရဲ့တဘောပဝန်းကျင်ဆိုင်ရာအတန်းကိုတူတူကြကြမြင့်တင်ပေးခဲ့ပါတယ်။သူကဘာသာပေါင်းဆောင်ဆွေးနွေးမှုတွေကိုလည်းအားပေးခဲ့ပြီးမတူကွဲပြားတဲ့ယုံကြည်မှုတွေကြောင့်တရားထုတ်ပေးဖို့ကြိုးစားခဲ့ပါတယ်။မြန်မာနိုင်ငံအပအဝင်နိုင်ငံပေါင်းများစွာကိုတွားရောက်ခဲ့ပြီးငင်းချင်းရင်းနဲ့နားလည်မှုတည်ဆောက်ဖို့ကြိုးပမ်းခဲ့ပါတယ်။ပိုယမ်မင်းကြီးဖရန်စစ်ရဲ့အမှတ်ရစရာအကောင်းဆုံးအချက်တွေတဲကတစ်ခုကတော့သူ့ရဲ့ရိုးရှင်းမှုပါပဲ ခန်းထားတဲ့ပုံရံမကြီးနန်းတော်အစားဗာတီကန်ရဲ့အက်ကေရာဖြစ်တဲ့ကစားစင်တာမာတာမာပဲဆက်လက်နေထိုင်ခဲ့ပါတယ်။တံမိုးကြီးကားတွေအစား Yuyu Foot Focus ကားလေးကိုတုံးခဲ့ပါတယ်။ Easter ကြာတာပရိနေတွေမှာအကျဉ်းသားတွေလူကတွေရဲ့ခြေစင်းမြင်ကလာပြုတ်လုခဲ့တဲ့ပုံရိပ်တွေဟာသူ့ရဲ့နှိမ်ချမှုနဲ့လူသားအလုံးပေါ်ထားရှိတဲ့ချစ်ချင်းမေတ္တာကိုပေါ်ပြနေပါတယ်။ ဒါပေမဲ့သူ့ရဲ့ပုံရိပ်အမကြီးတက်တန်ဟာစိန်ခေါ်မှုတွေကင်မဲခဲ့တာတော့မဟုတ်ပါဘူး။ဗာတီကန်ဗန္နာယီပြုပြင်ပြောင်းလဲမှုတွေသာသနာ့ဝန်ထမ်းတွေရဲ့လိမ်ပိုင်းဆိုင်ရာအလွဲသုံးစားမှုပြဿနာတွေကိုကန့်တွယ်ဖြေရှင်းရမှာကြုံတွေ့ရတဲ့အခက်အခဲတွေဩဝါဒဆိုင်ရာကိစ္စရပ်တွေနဲ့ပတ်သက်ပြီးရှေးရိုးဆဲဝါဒီတွေရဲ့ဝန်ဖန်မှုတွေလည်းရှိခဲ့ပါတယ်။သူ့ရဲ့ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းဟာတချို့အတွက်မြန်လုံးပြီးတချို့အတွက်တော့နှေးလွန်းနေခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့အဓိကအမွေအနှစ်ကဘာဖြစ်မလဲလို့မေးရင်ဒါဟာကက်သလစ်သာသနာတော်ရဲ့လေးတံနဲ့ ဥတီချက်ကိုပြောင်းလဲပေးခဲ့ခြင်းဖြစ်နိုင်ပါတယ်။သူကတကားတွေကိုပုံမဖွင့်ပေးခဲ့တယ်။တရားစီရင်ခြင်းတက်ဂရုဏာတရားကိုရှေ့တန်းတင်ခဲ့တယ်။ဗာတီကန်ရဲ့ခန္ဓာမှုတက်လမ်းပေါ်ကလူသားတွေရဲ့ဒုက္ခတွေကိုပို့ပြီးအာရုံစိုက်ဆင်ခဲ့ပါတယ်။သူကကဘာကြီးကိုပုံမကောင်းမွန်တဲ့နေရာတစ်ခုဖြစ်လာစေဖို့သူ့ရဲ့ဩဇာအာဏာကိုအသုံးပြုခဲ့တဲ့ကိုချင်းတရားဆိုင်ရာလမ်းပြကျဲတပွင့်ဖြစ်ခဲ့ပါတယ်။ပူရန်မင်းကြီးဖရန်စစ်ကွယ်လွန်သွားခဲ့ပေမဲ့သူချန်တားရိုက်ခဲ့တဲ့နှိမ်ချမှု ဂုဏတရားနဲ့လူမှုတရားမျှတမှုအတွက်တိုက်ပွဲဝင်စိတ်ဓာတ်တွေကတော့ဆက်လက်ရှင်သန်နေဦးမှာပါကက်သလစ်တာနာတော်ဟာခေါင်းဆောင်မှုဦးပြောင်းကာလတစ်ခုကိုရင်ဆိုင်ရတော့မှာဖြစ်ပေမဲ့ပုံရံမင်းကြီးဖရန်စစ်ဆက်ပြုတ်ခဲ့တဲ့မျိုးစေ့တွေကတော့ဆက်လက်အညောက်ပေါက်နေအောင်မှာတည်ကြပါတယ်။သူ့ရဲ့ဘဝစကြောင်းကနေကျုပ်တို့ဘာသိယူနိုင်မလဲ။သူ့ရဲ့ရိုးရှင်မှုသူ့ရဲ့အားငယ်သူတွေပေါ်ထားရှိတဲ့ခရုဏာသူ့ရဲ့မတူကွဲပြားမှုတွေကိုလက်ခံနိုင်စွာဒါတွေအားလုံးဟာကျုပ်တို့ရဲ့ကိုယ်ပိုင်ဘဝတွေမှာရောဒုဖွဲ့စည်းမှာပါလက်တွေ့ကျင့်သုံးနိုင်တဲ့တန်ဖိုးတွေဖြစ်ပါတယ်။ ဤကျုပ်တို့နဲ့အတူပုံရိုင်းမင်းကြီး Francis ရဲ့ဘဝနဲ့အမွေနှစ်ကိုစူးစမ်းလေ့လာခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။သူ့ရဲ့ဘဝအကြောင်းသူ့ရဲ့တုံ့တင်ချက်တွေအကြောင်းပုံပုံလေ့လာဖတ်ရှုဖို့တိုက်တွန်းချင်ပါတယ်။ဒါမှမဟုတ်သူ့ရဲ့စိတ်ဓာတ်ကိုလေးစားမှုနဲ့အတူယူပြီးကုပ္ပဝန်ချင်းကလိုအပ်နေသူတယောက်ယောက်ကိုဂျူနာလက်တဆုပ်ကမ်းပေးခြင်းအပြင်သူ့ရဲ့အမတ်တရားကိုဂုဏ်ပြုနိုင်ပါတယ်။